လုံးပဲမင်္ဂလာပါရှင် အခုတစ်ခေါက်ဖတ်ပြပေးချင်တာလေးကတော့2010ခုနှစ်ဧပြီလထုတ်ရေးစရာမဂ္ဂဇင်းထဲမှာပါတဲ့ရေးစရာစောင်းပါခန္ဓာတွေကသူဝနာကျော်စင်ရဲ့မင်းကတကြံဆိုတာလေးကိုဖတ်ပြပေးချင်ပါတယ်ရှင်ဤစာလေးကိုဖတ်ခွင့်ပြုပါရန်သက်ဆိုင်သူများအားလုံးထံသို့ဤနေရာမှနေ၍ခွင့်တောင်းအပ်ပါတယ်ရှင်။မဏိကတကြံ အခုလို AB လာရောက်ပြီဆိုရင်ဆရာတော်ရာဆွေကသူထုတ်ဝေနေတဲ့တော်ရာဆွေဤအဟိဆိုတဲ့တကြက်တန်မဂ္ဂဇင်းမှာပါဝင်ရေးသားကြပြီးသူ့အိမ်မှာလည်းမိသားစုလိုအဝင်ထွက်များတဲ့တပည့်တွေကိုဟိတ်ကောင်တွေ AB လာအတွက်ထုတ်မဲ့အဟိမှာတကြံချောင်းရေးကြစမ်းကွာလို့ပြောလို့ရှိပါတယ်အဲ့ဒီအခါမှာ သူဝနာက AB လာအတွက်စာမှုခေါင်းစဉ်ကိုမနေ့ကတကြံဆိုပြီးခေါင်းစဉ်ပင်တိုင်းဝါပင်တိုင်းခေါင်းစဉ်နဲ့နှစ်စဉ်နှစ်တိုင်းရေးလို့ရှိပါတယ် အောင်မယ်နှစ်ပေါင်းရေတွက်လိုက်တော့နှစ်40ကိုတအားပိုခဲ့ပါရောလားပြုကြည်စံယခုလဲသူဝနမနေ့ကတကြံခေါင်းစဉ်တက်ပြန်ပြီဘာရီများနောက်ပြန်လှဲကြည့်มาပါလိမ့်ပြော်တန်းလူရှင်တော်ရုပ်ရှင်တယုတ်ဆောင်စာရေးဆရာစူပါမွန်တော်တာနဲ့တချင်းရည်တဲ့မောင်ဆွေနွယ်တို့မကွယ်လွန်မီသူဝနာနဲ့တွဲနေ꿰နေစဉ်ကာလတစ်ခုတော့တကြံအခါတမရမှာပေါ့အဲ့ဒီအခါတမရမှာက ကိုတော်ရာကလည်းရုပ်ရှင်အရရကျဲနေတယ်လို့မောင်ဆွေနယ် JK ကလည်းတချင်းရည်ရလေးနဲ့မလောင်ငါလို့အပေါင်းအသင်းတွေစီကိုလှဲ့ဝဲနေရပြီးတူနာကလည်းចောင်းစရာဘွားကပင်စင်ယူခဲ့ပြီးဘိုးကြောင့်စန်းစည်းမှာမနေခဲနေရတဲ့ကာလမှုအီသီယိုးပီးယားပြန်တွေအလားအပပါဘိုင်းထွားမထွားဖြစ်ချင်တော့ဗျာဒါမှမဟုတ်လဲကြုံချင်တော့ဗျာတခုတော့တကြံရဲ့အတက်နေမှာ ကိုတော်ရာမောင်ဆွေနွယ်နဲ့သူဝနာတို့ဘိုင်၃ဘိုင်ဟာကိုတော်ရာအင်ကြီးဟာတာမွေပြိုင်းရိုးစင်လမ်းမှာစုံကြပါလေရောကိုတော်ရာကဟေ့ဆွေနွယ်နဲ့ကြော်စိန်ဗျာတကြံတွင်လေကြရအောင်ဒီတော့မောင်ဆွေနွယ်ကလေရတော့ဟုတ်ပါပြီကိုတော်ရဲ့တကြံတွင်မှာရေးဆိုမှာဆိုတော့ဇန်ကလေးနဲ့မှ ဖြစ်မှာပေါ့ကိုတော်ရာကအဲ့ဒါကိုငါလဲသိတာပေါ့ကွဇန်မထုပဲသွားရင်အေးပတ်ကုန်မှာပေါ့ တို့၃ယောက်ပေါင်းရင်တလုံးဖို့တော့ရလောက်ပါရဲ့ဟေ့ဆွေနွယ်မင်းစီမှာပတ်စံဘလောက်ပါသလဲသုံးမက်ကိုတော်ရာကသူ့နာဘက်သို့လှဲ့ကာကြော့စိန်မင်းရောဘလောက်ပါလဲတကြက်ကိုတော်ရာမျက်နာရွှင်ပြသွားကာဟာဒါဆိုရပြီငါစီမှာ၃ချက်ရှိတယ်လာကြကွာဒေါ်ကျင့်ဘီကိုတွားကြမယ်ဒေါ်ကျင့်ရဲ့တောရဲ့ဆိုင်ဟာကိုတော်ရအိမ်ရဲ့နောက်ဖေးရှိတရုတ်တင်ကြိုင်းကိုကြော်လိုက်ုံနဲ့ရောက်ပါပြီအရက်တလုံး၄ချက်အမီးအဖြစ်မြေပဲလော်တပွဲတမတ် အောင်မှာဒေါ်ကျင်အိမ်ထဲမှာလူတွေများနေရင်တင်းချိုင်းကူတွေနဲ့ပေးတဟိဟိတဟာဟာနဲ့ဇယက်မင်းစည်းစိမ်ခန်းစားနိုင်သည်ဤဆိုင်ကလေးတွင် ကိုတော်ရာမောင်ဆွေနယ်နေမင်းထွန်းပေါန့်တဲစမ်းမြစ်တန်းနယ်လေးရုပ်ရှင်တရုပ်ဆောင်တေးတန်ရှင်ကြည်အောင်ရန်အောင်မြင့်နှင့်သူဝနာတို့မကြခဏစခန်းချလိရှိပါသည်ဒေါ်ကျင်ပြီမှာ၃ယောက်ပေါင်းတစ်လုံးတောက်ခဲ့ပြီးကိုပိုင်ရင် ခြေထောက်တွေနဲ့တမျိုးလုံးရှောက်ဖို့ပေါက်ပေါက်နဲ့ထွက်ခဲ့ကြတယ်။ကြံတွင်းမှာတော့ပန်းပရောက်အပြင်အလှရင်တန်ကြက်ရင်တွေကလည်းအလှအပြတန်ကြက်တွေနဲ့လမ်းတန်းရဲ့မန်းတပ်တိုင်းမှာ အလင်းမပြက်အမြင်မပြက်ဝေစီနေကြလေရဲ့။တူနာတို့သုံးယောက်မင်္ဂလာတောင်ညို့မြို့နယ်ထဲရောက်တော့မန်းတပ်တစ်ခုရဲ့ရှေ့မှာလှလှပပခန့်ခန့်ထဲထဲကြီးပြင်ဆင်ထားတဲ့အလှအပတဘာဝနဲ့တန်ချက်ပါမကြံပြိုင်ပွဲဝင်မဲ့အလှရင်ကြီးတစည်းကိုတွေးလိုက်ရတယ်။သူနာတို့၃ယောက်ဟာ အဲ့ဒီအလှယင်ကြီးကိုစိတ်ဝင်စားကြတယ်။ဘာဖြစ်လို့လဲဆိုတော့ပြိုင်ပွဲဝင်နေတဲ့အဲ့ဒီမော်တော်ယင် အလှယင်ကြီးပေါ်ကနေအနောင်စာပညာသူက အခုအချိန်ကစပြီးကျွန်တော်တို့အဖွဲ့ကရေဒီယိုအစိုးရကြီးကိုတင်လိုင်းတီဆိုထားတဲ့အမုန်းခွန်အားပေးသနာပါဆိုတဲ့တချင်းတီဆိုရှင်ပြိုင်ပါတော့မယ်လို့ပညာလိုက်လို့ပါပဲကြည်စမ်းဗျာအကိုကြီးကိုတင်လိုင်းတီဆိုတဲ့အမုန်းခွန်အားပေးသနာပါဆိုတဲ့တချင်းဟာမြန်မာတပြည်လုံးကြိုက်နှစ်သက်ကြပြီး ဟိုးဟိုးကြော်နေတဲ့တခြင်းဖြစ်တယ်လို့အဲ့ဒီတခြင်းကိုရေးသားသူကမောင်ဆွေနွယ်လေဒီတော့မောင်ဆွေနွယ်အပါဝင် ကိုတော်ရာရော သူ့အနာပါအဲ့ဒီအလှရင်ကြီးစီကိုအပြေးအလွှားရောက်သွားကြတယ်မောင်ဆွေနွယ်မျက်နာကိုသူ့အနာလှမ်းကြည့်လိုက်တော့ သူခမရပီတိတွေဖြာပြီးသူ့လက်မောင်းပိန်တာရိုးကလေးကိုလက်ပိုက်ထားပြီးပြုံးပြုံးကြီးလုံနေလေရဲ့အေးလေအမှုပညာသမားဆိုတာဒီလိုပါပဲမိမိကိုယ်တိုင်ကစင်းရဲနှုံချပိုင်းအလွာကဖြစ်ပေမဲ့ကိုဖန်တီးထုတ်လိုက်တဲ့အမှုပညာအတွက်ကိုတော့လက်ရှိဘဝကိုမေ့ပြီးပီတိဖြာလေးရှိပါရဲ့ဟောတီးလုံးစပါပြီတခြင်းကိုစပြီးဆိုပါပြီ တန်ရောတချင်းတန်ရောကြာပြီးသူ့ဝနနှလုံးကိုအားကောင်းတဲ့ဆက်ကြီးတစ်လုံးနဲ့ဆွဲလှဲလိုက်သလိုခံစားလိုက်ရပြီးမျက်လုံးတွေပြာဝေသွားပါတယ်။သူ့ဝနဟာမက်ဒလင်သမားတယောက်ဖြစ်ပါတယ်။မက်ဒလင်နဲ့တချင်းကြီးဆယ်ပုတ်ကျော်ကျော်နဲ့ကာလဘော်တချင်းပေါ်တိုင်းကာလဘော်တချင်းတွေထဲမှာသူဝနအကြိုက်ဆုံးနဲ့မကြာခဏသူဝနဆိုတီးတီးဆိုဖြစ်နေတဲ့တချင်းကအဲ့ဒီအမုန်းခွန်အားပေးသနာပါတချင်းပါပဲဒီတော့ အဲ့ဒီတခြင်းကိုဘလို့တော်ပြီးဘလို့လေနဲ့ဆိုရတယ်ဆိုတာသူ့နနောကြေနေတာပေါ့ခုတော့ဗျာအဲ့ဒီတခြင်းအတောတန်နဲ့ဆိုတဲ့ အာနဲ့လေကသူ့မူရင်းနဲ့ဆန့်ကျင်ယုံမကကြားရသူပေါင်းလက်ပြလွင့်မတက်ပါပဲ။ဘာကြောင့်လဲဆိုတော့စကလုံးလှလှကာယံလှလှကလေးတွေနဲ့ရေးဆက်တီကုံးထားပြီးရှင်ဘက်ကြီးနဲ့လွန်းလွန်းဆွေဆွေလေးလေးကြီးတီဆိုရမယ့်တခြင်းကိုသူတို့ကဘင်းတန်ခရတန်ဘေ့စ်တန်ဂီတာတန်တွေအပြင်စူးစူးညံ့ညံ့အတန်တွေသူရိယာတန်တွေပါ ရောဆွတ်ပြီး ရော့လိုလိုပေါ့လိုလိုဟီလာဝါလာနဲ့တချင်းတီဆိုနေကြပါရောလားပြို့သူ့နာမောင်ဆွေနွယ်ကိုလှမ်းကြည့်လိုက်တယ်အလိုမောင်ဆွေနွယ်လဲတရှူရှူတရှဲရှဲအတန်တွေ ထွက်ပြီးပောက်ကွဲနေပါလားသူ့နာကိုချင်းစာမိပါတယ်သူ့မွေးထုတ်လိုက်တဲ့ကလေးသူရှိမှအဓမ္မအကျင့်ခံနေရတယ်မဟုတ်ပါလားအခြေအနေကို ရိပ်မိတဲ့ကိုတော်ရာက စိတ်မကောင်းခြင်းကြီးစွာ ဖြစ်နေတဲ့မောင်ဆွေနွယ်ကို ဟိတ်ကောင်ဆွေးနွေးစိတ်မကောင်ဖြစ်မနေပါနဲ့ကွာဒါဟာတကြံလေကွာတကြံတွင်ဆိုတော့ငါတို့မြန်မာဒလေအတိုင်းကြော်ကြရွှင်ကြစကြနောက်ကြတာပါကွာငါတို့မြန်မာတခြင်းတွေကိုဖျက်လို့ဖျက်စီလောက်ကြတာမဟုတ်ပါဘူးအဲ့လိုလောက်တာတွေကိုအတီးပြုတ်ပြီးဘယ်အတန်လွင့်ဌာနဘယ်ဓာတ်ပြားကုမ္ပဏီကမှလွှင့်ထုတ်မှာမဟုတ်ပါဘူးစိတ်ချစမ်းပါအောင်းမကိုတော်ရာပြောတာဟုတ်သားဗျာ ိုတော်ရစကားကြပြီးမောင်ဆွေနွယ်ရော သူ့အနာပါစိတ်ထဲပြေပြီးအပြုံးတွေဝေသွားကြပါတယ်။ဟုတ်တယ်လေ။ဒါမျိုးကဖြစ်မှမဖြစ်နိုင်တာ။ဟိုက်။ဒီစာကိုသူ့အနာအဆုံးသတ်မယ်လို့နေတော့နဗေးအိမ်ကနေ sound box တန်စူစူညံညံနဲ့ rock လိုလို pop လိုလို hot လိုလိုနဲ့တချင်းတစ်ပုတ်ကိုကြားလိုက်ရတယ်ဗျ။တီဝိုင်းကလည်းခစ်ပေါ်စူညံတီဝိုင်းကြီးနဲ့ဗျ။ DJ ပုတ်တန်ကလည်းတစီစီနဲ့ဗျို့။ တချင်းကဘာတချင်းလဲသိလားမွေးထာနီတဲ့မွေးထာနီတချင်းဟာဆူပေါ့ဆူဟန်ကလေးတည်ငြိမ်ပြီးတကယ်ပီတိဖြစ်เสียကောင်းတဲ့အညာလွမ်းချင်းကလေးပါဗျာဒါပေမဲ့ဆူပေါ့ကိုလည်းကြည့်ပါဦးမွေးထာနီညာရက်စီတို့ရော်ยีမျော်မှန်းစိတ်ဝယ်မှန်းလို့ဟိ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 တန်းတာပါသည်မှန်းစာပါသည်လဲလန်းကြီးတချောက်ဖုံလုံးကြီးတွေတလိမ့်လိုက်တက်ကဟိဟိဟိုက်ဟိ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  ိုတော်ရာရေထကြည့်ပါအောင်ဗျာသူနာကျော်စိန်ဟုတ်ကဲ့ပါရှင်ဒီဆောင်းပါလေးကတော့ဒီမှာပဲအဆုံးသတ်သွားခဲ့ပါပြီနောက်ထပ်တစ်ပုတ်အနေနဲ့ဒီဆောင်းထဲလေးထဲမှာပဲပါတဲ့ဆောင်းပါတစ်ပုတ်ကိုဆက်လက်ပြီးတော့ဖတ်ပြပေးသွားပါမယ်နော်ဒီဆောင်းလေးထဲမှာပါတဲ့ရှိစရာဆောင်းပါခန္ဓာတွေရပဲဇီးကုန်းသူညိုနယ်ရဲ့ ွဲကြိုက်ခင်တို့ဒုက္ခဆိုတာလေးကိုဖတ်ပြပေးကြပါတယ်ရှင်ခုတလောပွဲတွေကလည်းအများများတယ်ဆိုတော့တိုက်ဆိုင်မလားလို့လေနော်နားစင်ခန်းစားအားပေးကြပါအောင်ရှင်ပွဲကြိုက်ခင်တို့ဒုက္ခစာရေးသူတို့ငယ်စဉ်တငယ်ချင်းတတိုက်ကပွဲအလွန်ကြိုက်ခဲ့ကြပါတယ်ရုပ်ရှင်ုံနှစ်ယုံကထာဝဇင်ရုပ်ရှင်ကားတွေပြသနေပေမဲ့ ဇက်တပင်ကတော့ခြေခင်းလက်ခင်းတာတဲ့ယာတီတွေမှာလာရောက်ကပြလေးရှိပါတယ်။စာရေးသူတို့မျိုးကအမှုပညာတတ်ခံရှိတဲ့မျိုးဖြစ်လို့ဇက်တပင် ရုပ်သေးအငိမ့်ရုပ်ရှင် လာသမျှကို အားပေးကြပါတယ်။ဇက်ကြီးဇက်လက်ဇက်သေးကောင်းရင်ကောင်းသလိုတခဲနဲ့အားပေးကြပေမဲ့တပင်ရေမပြည့်ဝဘဲနဲ့လာပြီးကပြမယ်ဆိုရင်ဇက်ယုံထဲမှာထမင်းငက်၊ဇရိတ်မရှိ၊မောင်ကြီးမပြန်နိုင်တဲ့ဇက်ကိုကသွားရပါတယ်။ဥပိုးစိန်ကိုမမီလိုက်ပေမဲ့ သူ့ရဲ့သားကနက်စိန်ရွှေမန်းတင်မောင် စိန်အောင်မင်းရွှေနန်းတင်မြို့တော်သိန်းအောင် ရွှေကြီးညိုနှင့်သားများအပြင်ကျော်ဝင်းစိန်ဗန္ဒူလာကျော်စိန်စိန်လိုင်ဘူအောင်လန်တော်မောင်ခင်စိန်ပန်ထရာကြည်လင်ခြေထိုးအကကောင်းတဲ့ဦးအောင်မောင်အပြင် အခြားဇက်တွေလည်းမနှဲပါဘူးကြည့်ဘူးခဲ့ပါတယ်ဇက်သမားလာရင်မှတ်သားစရာပါရမယ်ဆိုတဲ့စကားနဲ့အညီရှေးထုံရှေးမှုမပြတ်ပုံမြင်နိဘတ် ုဒ္ဓဝင်တွေတဲကကောင်းလို့ရရာတွေကို ရွေးချယ်ကပြပညာတွေပေးကြပါတယ်။မြမဇတ်တပင်အမှုပညာစစ်စစ်ကိုရင်ကျေးမှုအမွေအနှစ်အဖြစ်ထိမ့်သိမ်းဆောက်ရှောက်ခဲ့ကြသောဇက်ပွဲတွေခုဆိုမမြင်တွေ့ရသလောက်ဖြစ်သွားပါပြီ။တညလုံးနှစ်ပါးခွင်နဲ့စတိတ်ရှိုးနဲ့မိုးလင်းနေကြပါပြီ။ဒါတွေကိုကြည့်ပြီ ရှေးဖြစ်ဟောင်းအောင်းမေဖွဲအဖြစ်အပျက်တွေကိုတရိယာမိပါတယ်ဒါကြောင့်စာရေးသူတို့ငယ်ကာလចောင်းသားဘဝကဇက်ပွဲနဲ့ပတ်သက်ပြီးကဲခဲပုံတဲခဲပုံအဆက်တကွဲဖြစ်ခဲ့ရပုံတွေကို ပြောပြခြင်းမိပါတယ်တသက်စာနောင်တနဲ့ပြန်တွေးမိတိုင်းငိုအားထက် ရေအားတန်စရာတွေအဖြစ်နဲ့ပါစာရေးသူမျိုးကိုလာကတဲ့ဇက်တွေထဲမှာဇက်ကြီးစည်ရင်းဝင်ကျော်ဝင်းစိန်ဇက်ပါပါတယ်ဥကျော်အောင်လိုင်းဦးစီးပါတယ် အဲ့ဒီအချိန်ကဇက်တပင်တိုင်းဟာအရေသွေးအလိုက်ကွာချားမှုရှိကြပေမဲ့တင်ဆက်ကပြပုံကတပုံစံနဲ့ပါပဲပထမညဖြစ်ရင်ဥစွာအပြူတော်ထွက်ရပါတယ်ဒုတိယအခန်းကအော်ပရာပါနှစ်သက်ရာဇက်လန်တူတပုတ်ကို အကအလှပဒါရနဲ့တွဲပြီးတင်ဆက်ခြင်းဖြစ်ပါတယ်ဥပမာမြို့တော်တိန်အောင်ဇက်ဆိုပါစို့သူညီလူရှင်တော်ပေါ်ဆန်က တိဝိဘရင်ပုံစံနဲ့တာတာနာနာစင်စည်းပြီးအလားအုံမာတဏီအဆောင်ရှိမှအုံမာတဏီကိုမြင်ပြီးအုံရီမာရီဒန်ရီနဲ့ယူကြောင်ကြောင်ပေါ်တွတ်တွတ်ဖြစ်သွားရပုံကိုအကပဒါရဟာတာနဲ့တရုတ်ဆောင်တာပြိသက်တဝါဝါပွဲကြခဲ့ရပါတယ်ကြဆက်ဆိုလဲရွှေနန်းတင်မြို့တော်သိန်းအောင်ကျော်ဝင်းစိန်တို့နာမည်ကြီးပါနှစ်ကိုယ်ခွဲတရုတ်ဆောင်ပြနိုင်ခဲ့ကြပါတယ်မြို့တော်သိန်းအောင်ရွှေနန်းတင်တို့ကကိုတိုင်ကိုကြပြဆက်ကကြပေမဲ့တချို့ဆက်တွေက ြဆက်မင်းသားတီးတန့်ငားပါတယ်ကျော်ဝင်းစိန်ဇက်ရဲ့ပြဆက်မင်းသားကတက်သူစိုးမြင့်မှာရုပ်မချောပင်မဲ့နာမည်ကြီးပါတယ်ကြာရဇယုတ်ကိုပြပြပြင်းပြင်းတရုတ်ဆောင်နိုင်လို့ပါပြဆက်မင်းသားကြောင့်ကျော်ဝင်းစိန်နာမည်ကြီးရတယ်လို့အသက်ငယ်ငယ်ရွာသားလေးစိန်တောင်းကြောင့်လည်းနာမည်ကြီးပါတယ်အသက်ကြီးကြီးရွာသားတွေကြားထဲမှာ၁၈နှစ်လောက်ပဲရှိသေးတဲ့စိန်တောင်းကိုပွဲခွင်မဝင်ခင်ကတည်းကတမျိုးလုံးဟိုးဟိုးကြော်နေပါတယ်အသက်လေးကလည်းငယ်ငယ်လေးတဲ့တော့ အမေရုပ်ကလေးကလည်းတနာကမနဲ့တီးလိုက်တဲ့လက်တန်ကလည်းတန်ချောင်းနဲ့ခောက်နေသလားမှတ်ရတယ်တဲ့ပြီးတော့သူကဝဲဆိုင်ရောရှာဆိုင်မှာတီးမှာဆိုပဲစိန်တောင်းတဲ့င်းတွေဈေးတဲ့အရက်ထဲစစ်လိတ်ခုံတွေကရှံပြီးစာရေးသူတို့ចောင်းသူလောကတဲ့တော်မီလိုပြန်လာပြီး ငနေသမီးတွေဆိုင်းဝိုင်းနားကဖြာတွေအပြေးအလွာဝဲလိုက်ကြတာသူမရငါမရဇက်သမီးအတိုင်းဝဲဆိုင်ဆိုတဲ့ခစ်ပေါ်စန်းနရာတီဝိုင်းပါရတယ်လို့နေရပြန်ကြီးတွေနဲ့ထဲထဲဝါဝါဆိုင်းဝိုင်းကြီးဖြစ်တဲ့လက်ရဆိုင်ပါရပါတယ်ဝဲဆိုင်ခစ်ပေါ်ဝိုင်းကပြဇက်ကပြရာမှာအတုံးတော်ခံပြီးပြဇက်ပြီးလျင်သူ့တာဝန်ကုန်ပြီး နှစ်ပါးခွင်ကစာနောက်ပိုင်းဆက်ကြီးမိုးလင်းကပြသည့်အခါလက်ရာဆိုင်ဝိုင်းကြီးကအုံတော်ခံရပါတယ်ရွာစားလေးစိန်တောင်းခမညာစူပါစတားနာမည်တစ်လုံးနဲ့မို့ရုံမခါခင်နဲ့ကလာရောက်နားဆင်လေ့လာသူစိုင်းဝါဒနာရှင်တွေကိုတီးလုံးမျိုးစုံနဲ့ဖြော်ဖြေဧည့်ခံရတယ် ပြဆက်မှာလဲသူပဲစန်ဒီယာဝိုင်းတီနောက်ပိုင်းနှစ်ပါးခွင်မနာတဲ့အသုံးတော်ခံတီးရလို့အလွန်ပင်ပန်းပြီးတနာစရာကောင်းလာတဲ့ရွာသားလေးကိုချစ်မြတ်တာစေတနာဗလဘွားနဲ့အားပေးခဲ့ကြတာဝဲဆိုင်ရာဆိုင်ကြားမှာနားရီ꿰ပြီးသေပွဲမဝင်ခဲ့တာစာရေးသူတို့ရွာစီတိုက်ပါပဲမနစ်ကငယ်ငယ်ချင်းတစုမိ송ပွဲလေးလှုပ်ဖြစ်ခဲ့ကြတယ်အင်ရှင်ပြိုကြီးဘူကြီးဒေါ်နူနူကစားတောက်အပြီးအချိုပွဲတည်ရင်ဂီတအနန္ဒဝင်အခွေဖွင့်ပြတယ်ဂလုံးကြီးနဲ့လူဝဝကြီးတယောက်ပန်းကုန်း င်းတွေလဲမှာဆွဲပြီးစန်းနီးယားတီးနေတာကိုကြည့်ပြီးကုံသွဲမန်နေဂျာငယ်ငယ်ချင်းညွန့်သိန်းကကြည့်ကြကြည့်ကြအဲ့ဒါနင်တို့နားအကွဲခံပြီးတွားငန်းနဲ့စိန်တောင်းမယ်တဲ့ဟေးဒါစိန်တောင်းလားအမလီတော့ပါသေးရဲ့ငါရွာစားကြတော်မလုပ်ခဲ့တာကိုလို့စာရေးသူကအလန့်တကြားထပြောတော့အင်ရှင်ပြိုကြီးမမကမခံနိုင်ရှာဘူးနင့်ကိုနေလဲမှန်နေပြန်ကြည့်အောင်နဲ့လေငါလဲငငယ်ကမဲဘမမက်စင်ကြီးအသေးစားလေးပါနော်လို့အဆက်ပြေပြန်ပက်ရတယ် ငယ်ဘဝကကဲခဲ့တဲခဲ့ပုံလေးတွေစမြုံပြန်ကြရင်ပွဲကြိုက်ခင်တသက်ရဲ့မပြီးဆုံးသေးတဲ့ဇက်လန်တပုတ်ကြံနေပါသေးတယ်။တသက်တာအမှတ်ရစရာအဖြစ်တွေထဲမှာအဲ့ဒီအဖြစ်ဆိုးကိုတော့မမေ့ပြောင်းနိုင်ခဲ့ပါဘူး။စာရေးသူတို့ငယ်ကာလကလေးဘဝတငယ်ချင်းတစုဟာအလွန်ဖြူစင်နှွေးထွေးခဲ့ကြပါတယ်။သွားတူလာတူ စားတူနဲ့ဘယ်ရာမဆိုးတကြိတ်တည်းတညံနဲ့ခြံနေခဲ့လို့မရတော့ ဆူဆူကောင်းကောင်းတတိတတန်းကြီးခံကြရပါတယ်။စာရေးသူတို့တက္ကသိုလ်ဝန်ထမ်းအတန်းတင်စာမေးပွဲကြီးဖြေဆိုဖို့တလားလို့မှာစိန်မဟာသဘင်ဇက်ပွဲခွင်ဝင်ပါတယ်။ကနက်စိန်ဦးစီးပြီးစိန်ချိုင်းတသက်စိန်ညီအကို၃ယောက်ကမဲ့ပွဲဖြစ်တဲ့အပြင်လာခဲတဲ့ဇက်မှုတမျိုးလုံးလှုပ်လှုပ်သေးသေးလာသမျှပွဲကိုတနည်းနည်းနဲ့မလွတ်တမ်းကြီးခဲ့ကြသူတွေမို့တရင်ကြတော့မနေနိုင်ကြတော့ပါဘူးခက်ကပ်ပြီးခက်ကပ်ပြီးခုမှ ခက်ကပ်ပြီးလို့ ပုံနှံကြီးညီးပြီးပွဲကြည့်ရဖို့အရေးဆွေးနွေးတိုင်ပင်ကြရတယ်။နောက်ဆုံးပညာကုံသုံးပြီးအိမ်ကိုလိမ်လည်ဖို့အကြံကောင်းတွေပါရပြီးသဘောမနှောဖြူစင်တဲ့တငယ်ချင်းနုနုအမေကိုအိမ်တွေလိုက်ပြောခိုင်းရပါတယ်။တငယ်ချင်းတွေနုနုတို့အိမ်မှာစုပြီးစာကြက်ကြမယ်ပေါ့။မိဘတွေရဲ့ယုံကြည်မှုကိုအလွဲသုံးစားလုပ်ခဲ့ကြပုံများ။ပွဲကြည့်ခွင့်တော့ရပါပြီ။ဖြာတွေကဝယ်မရတော့။ကြံကြစမ်းကြံကြစမ်းလူကြံဘာခံနိုင်မလို့ နောက်ဆုံးအကြံငောင်းတစ်ချက်ရပြီးရောင်းကုန်နေသော ရှေ့ဆုံးတန်းဖြာနံပါတ်1 2 3 4 5ရဲ့ရှေ့မှာတဒန်းထက်တိုးပြီးကကြီးခခွေကငယ်ကကြီးငါတွေတက်ပြီးအလေသုံးချက်ဝယ်နိုင်ခဲ့ပါတယ်။ကန်ထရိုက်တာများရဲ့ကျေးဇူးလည်းအတင်ခံရပါသေးတယ်။ဝယ်ဆိုင်ရာဆိုင်ကြားကိုဒုတိယံပြီးရောက်ရှိကြရပြန်ပြီးဟဲ့ယို့တသက်စိန်ကြည့်ရဖို့စူးစမ်းလိုက်ကြရတာဖတ်ဖတ်မောမောရချိုနဲ့လို့တော်ပါသေးရဲ့ဒါနောက်ဆုံးအခွင့်ရေး ဘယ်နေရာကကြည်ရကြည်ရအများပြိသက်တောင်းတမျောလင့်နေတဲ့ဥဖိုးစိန်ကြီးရဲ့သားငယ်တသက်စိန်ကအနောက်တိုင်းဆန်ဆန်အကော်ဒီယန်တီးပြီးဘိုးကကမဆိုတဲ့သတင်းနဲ့ဝဲဆိုင်ရာဆိုင်ချာနေရာယူပြီးထွက်လာပါပြီတသက်စိန်ဘိုးဆန်ဆန်ရုပ်ရည်လေးနဲ့ချောမှချောဆွဲမတ်အောင်အထာရီပေးပြီးဟန်ရီရီပြဘိုးကကပါလီရောအကော်ဒီယန်တီးပြအကော်ဒီယန်တီးပြီးဘိုးကကတာကြည်ကျင်လုံးကမှတသက်စိန်ရဲ့အောက်ပိုင်းမမြင်ရ ိုကဆိုတာခြေကကတာမို့ခြေောက်ပိုင်းမမြင်ရတော့ဒူးထောက်ကြည့်မိဒီတော့နောက်ကျောဘက်စီက꽌တယ်ဟေးဆိုပြီးပြောင်းမှုရိုးကြံစစ်ရိုးတွေနဲ့ပေါက်ကြသည့်အတွက်အသာပြန်ထိုင်ချရင်အိုးဒုက္ခဒုက္ခလို့ကြီးရပါတယ်ဇက်ခုံရှိကမီးစလိုက်ကြီးတွေပေါ်ကအကော်ဒီယံတီးနေတဲ့မျက်နှာလေးပဲကြည့်ပြီးအဲ့လီမျက်နှာမြင်ရလဲတန်ပါတယ်အော်ပရာကြံသေးတာပဲနှစ်ပါးခွင်လဲကောက်အောင်မှာဆိုပဲ တယောက်နဲ့တယောက်အားပေးရင်အားတင်းကြည့်ကြရတယ်။အော်ပရာမှာတသက်စိန်ကပရိတ်ခရကလာမင်းသားလေးချစ်တဲ့သူရွှေအိမ်စီထံကိုဗဒါရှင်လုံးငုံပြီးကောင်းကင်ယံကလာပြီးချိန်တွေးကြတယ်။ကောင်းကင်ရံမီးစလိုက်ရောင်စုံတွေနဲ့တိမ်တွေ ရွေ့ရှားသွားနေပုံအစမ်းအပြားတွေနဲ့ခလှမလားချွေင်းစီမြမာမလေးကချစ်သူ ကလာမင်းသားပရိတ်ခရားကို မှုရင်ပန်းနန်ရင်ပြစ်မာလားဆိုတဲ့တခြင်းနဲ့ချစ်ခွန်းတီးပါတယ် ဖရိတ်ခရားကကလားလီဆိုတော့မြန်မာစကားကိုလုံးစေးပက်စေးနားမလဲပုံလေးနဲ့တရုတ်ဆောင်ရင်ချွေရင်စီရဲ့ပခုံးလေးနန်းနန်းကြည့်ပြီးဗမာနန်တယ်လဲမနန်ဘူးဗျာဗမာနန်တယ်လဲမနန်ဘူးကွာဆိုတော့ချစ်စရာဟန်ပန်လေးကိုမျက်စီနဲ့နားထဲဆွဲမိုးလင်းခဲကြတယ်။နောက်နေ့ကျောင်းကိုချိန်ဖို့တင်တန်းတွေပြည့်တက်ကြရပြန်တယ်။ဆောင်းမေးဝဲကကြောကန့်နေပြီးစာတင်ချိန်တွေကလွတ်မရဆရာဆရာမများကလည်းမြစ်တာရှိတာအားကျိုးမှန်တဲ့ဘာသာစုံမနာတဲ့သင်ပေးကြရှာတယ်။ ကြောင်ထန်းနေကြတငယ်ချင်းနူးနူးကမကြီးသီးထုတ်ကြီးထုတ်ပြပြီးတို့ညကမိုးလင်းပွဲကြည့်ထားတော့အိမ်ငိုက်မှာတေးကြတယ်ဒါကြောင့်ငါမကြီးသီးခုပြီးငပိပါဖုတ်ယူလာခဲ့တယ်အိမ်ငိုက်ရင်စားကြတဲ့အမလီတော်လိုက်တဲ့တငယ်ချင်းခုတော်မျက်လုံးတွေကဖန်တွတ်တွတ်တကိုက်လောက်မြည်ကြည့်ရအောင်ဆိုပြီးကြိုက်ချလိုက်တာအာမျက်လုံးတွေပြူးကျဲသွားအောင်ကိုချင်ပါပဲချင်ပေမှာပေါ့ အရေရွှမ်းလွန်းတဲ့ဝက်တောင်းသီးခေါ်တဲ့မကြီးသီးတောင်ကြီးတွေကို နေ့ကင်းထမင်းစားချိန်ပြီးမှတမိုင်းစရာဦးဆန်ထွန်းဝင်ပါတယ်။ဆရာနမီပောင်ကဦးစိတ်တိုးဘာတို့တလဲမမေးနဲ့အရက်ကပူပူအသားဖြူဖြူစိတ်ဆိုးပြီဟေးဆိုရင်တမျက်နာလုံးညီရဲပြီးတွေ့ရနဲ့ကောက်တွေတော့တာ။ကောင်လေးတွေအသေးကြဆရာကစိတ်အေးလက်အေးစိတ်ရှည်ရှည်နဲ့ရှင်းလင်းတင် जा နေပါတယ်။နားထောင်ရင်ဇာတိပြလာကြပြီ လှစ်နေလှစ်နေဖြစ်ဖြစ်သွားသွား၍အာကိုဖွယ်ရွာမကြီးသည်ထုတ်အလုံရှုပ်ရပြီဟိုဘက်အစွန်ရောက်သွားလိုက်ဒီအစွန်ရောက်လာလိုက်အကင်းပါသောဆရာကရှင်းပြနေရင်မျက်လုံးလေးဆွေဆွေကြည့်တယ်ဒါကိုအကင်းမပါတဲ့မေလေးကဘွေဖောက်ပြီးသူ့သမိုင်းစာအုပ်နောက်ကျောဘက်စာရေးပြီးကက်လျက်စိန်ကြီးကိုပေးလိုက်တယ်စိန်ကြီးကဖတ်ကြည့်ပြီးမတိမတာပြန်ရေးပြီးစာရေးသူစီတွန်းပို့ပြန်တယ်အตาကြည့်လိုက်တော့ဆရာတင်နေတာငါနာတဲ့တလုံးမမဝင်ဘူးဟဲ့ တသက်ရဲ့ဘယ်မှာနန်းတယ်လဲမနန်းဘူးဗျာဆိုတဲ့အတန်လေးပဲစွဲနေတယ်တဲ့နောက်ဟုတ်ပါတသက်ရေတသက်နဲ့တော့ဒီဘွားဒီမြပဲထင်ပါရဲ့နော်တဲ့ငါလဲနင်တို့လိုပါပဲဒါပေမဲ့တတိထားဆရာကြည့်နေတယ်လို့ရေးအပြီးတစ်ဖက်ကလှလှစီအပုတ်လှလှကစွဲယူဖက်ကြည့်ပြန်ရေးပြီးနုနုစီအပေးကြားကနေပြီးဆရာကစာအုပ်ကို စွဲယူသွားပါလေရောဟိုက်သွားပြီမကြီးသေးတော့ထပ်မကြိုက်ရပဲဈေးကွက်မျက်လုံးပြူးမတွေဖြစ်ကုန်ပြီဆရာက လက်ဖြန့်တောင်းသောကြောင့်ဆရာလက်ထဲမကြီးသီးထုတ်ကြီးထည့်ပေးလိုက်ရပြန်ရောဆရာပြစ်တင်လိုက်တဲ့မကြီးသီးထုတ်ကြီးဘုတ်ခနဲစပွဲပေါ်အကြဝါကနဲတခန်းလုံးပတ်တုံမြအောင်မွဲကြကုန်ကြပါလေလာလာမကြီးသီးကြိုက်ပဲ့ကြီးတွေနဲ့တူငပိဖုတ်တုံးကြီးကတင်းစာစက်ကူတွေကပိုလိုပက်လက်ထွက်နေတယ်ရှိန်စာဟာဖို့မောက်ပြီးကိုပြောက်သွားခြင်းပေမဲ့ပေါင်ကြားတဲ့ခေါင်းဆိုင်မတက်ငုံထားကြရပါတယ်ငါမှတော့အမြုပ်တွေတစည်းစီထွက်အောင်တင်လိုက်ရတာ ငါတပည့်တွေအောင်ကြပါစေဆိုတဲ့စေတနာနဲ့နေနှူးရဲ့စိတ်တွေကတခြားရောက်နေတယ်။စေတနာနဲ့မတန်တဲ့ဟာတွေဝါဒနာသိပ်ပါနေရင်ကြောက်မနေကြနဲ့စက်ထဲလိုက်သွားကြ။နေနှူးမင်းကလေးတွေဖြစ်နေတာကံကောင်းတယ်မှတ်။ငါလှုပ်လိုက်ရရင်နင်တို့တေကုန်မယ်လို့ဒေါသတကြီးစူပူကျင်းမောင်းပါတယ်ကိုပြင်းနေကိုမှုခေါင်းမဖော်ရဲကြငါခုတင်နေတဲ့တင်ငန်းစာတွေနင်တို့နားတဲ့ဘဲလောက်ထိဝင်လဲငါမေးမယ်ဖျားဖျားခေါင်းကြီးတွေပုတ်လောက်ဖြစ်ပြီတလုံးမမဝင်တာဘာဖြေရမလဲစရာလို့တွေးစဲ ကဲလှလှထဆန်းအင်္ဂလိပ်နဲ့မြန်မာစစ်ဖြစ်ရတဲ့အကြောင်းတစ်ခုကရခိုင်မှာရှိတဲ့ကျွန်းတကျွန်းကိုတင်းယူတဲ့အတွက်လဲပါတယ်အဲ့ဒါဘယ်ကျွန်းလဲဖြေတဲ့ကန်ဆိုးသူလှလှတော့သွားရှာပြီးစာရေးသူတို့မေးလဲလုံးဝဖြေနိုင်မီမဟုတ်ဆရာတင်နေတာတွေမကြားနာတဲ့မျက်စိတဲ့တသက်ရဲ့အတန်လေးကိုပဲဆွဲမက်ကြားယောင်နေပြီးတော့အတွေးမဆုံးခင်ရံပြဲကျုံးမဆရာလို့တုံတုံရီရီကြောက်ကြောက်လန့်လန့်နဲ့ဖြေလိုက်တဲ့လှလှအတန်နဲ့အတူဒုံငနေမြည်တန်ကြီး တပြိုင်နက်ပေါ်လာပါတယ်။ဆီယလက်ထဲကဒက်စတာနဲ့ကြောက်တင်မုံကြီးဖူးစာစုံတန်းကိုဝေါ်ဆိုသောရေတံလှိုင်းကြီးကဖုံလွှမ်းသွားပါတော့သည်။အဲ့ဒီနေ့ရက်ကစပြီးလှလခမညာရံပြဲကျွန်းကြီးဆိုတဲ့ဘွဲ့ထူးစွတ်ခူးသွားခဲ့ရပါသည်။စည်းကုံးသူညိုနွယ်ဟုတ်ကဲ့ပါရှင်ဒီဆောင်ပါလေးနှစ်ပုတ်ကတော့2010ခုနှစ် AB လ အမှတ်53ရေကစားမဂ္ဂဇင်းတွေကရေစီယာစောင်းပါးကဏ္ဍတွေကဖက်ပြပေးသွားတာဖြစ်ပါတယ်ရှင်။နားဆင်အားပေးကြသူအားလုံးကိုကျေးဇူးများ යි တင်ပါတယ်ရှင်။ကျမ်းမာဖီးကင်းကြပါစေ။